နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဟာတောင်ဝင်းရှိသူများလိုက်ပါပြီးမလ16ရက်နေ့ကရှမ်းပြည်နယ်တောင်ပန်းအောင်ပန်းမြို့ရှိနယ်မြေကဲတက်မတော်စေယုံတို့ရောက်ရှိကြရာစေယုံတက်မှုတက်မတော်ပါရဂူများနဲ့စေမှုများတောင်ဝင်းရှိသူများကကြိုးစိုးနှုတ်ဆက်ကြပါတယ်။ အဲဒီနောက်မှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် GR စေယုံတက်မှုကစေယုံအစည်းအဝေးခန်းမမှာအရာရှိစစ်သည်များပြည်သူစစ်ဌာနေတပ်ဖွဲ့ဝင်များနဲ့ဒေသခံပြည်သူများကျန်းမာရေးဆောင်ရှောက်ပေးထားမှုချီးမြှင့်များနဲ့အခြားလူဝဲချက်များကိုရှင်းလင်းတင်ပြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် G ကလိုအပ်တာများလမ်းညွှန်မှားကြားပြီးလိုအပ်ချက်များအပေါ်ဖြည့်ဆည်း 上月被挖的。 အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးနှင့်အဖွဲ့ဝင်များဟာစေယုံတရားကုသမှုခံယူလျက်ရှိတဲ့နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်စဉ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့အရာရှိစစ်သည်များနဲ့ပြည်သူ့စစ်ဌာနတပ်ဖွဲ့ဝင်များ၏ဂျမိုင်းတိုးတက်ကောင်းမွန်လာမှုချီးနှီးများကိုတအူးချင်းရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကစားသောက်ဖွေရများပေးအပ်ပါသည်။ အလားတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် GE ဇနီးဒေါ်တန်တန်းရွယ်နဲ့အဖွဲ့ဝင်များဟာအမျိုးသမီးနဲ့ကလေးကုသဆောင်တို့တွားရောက်ပြီးဆေးရုံတရာကုသလျက်ရှိတဲ့လူနာများအားလိုင်လံကြည့်ရှုအားပေးစကားပြောကြားပြီးစားသောက်ဖွေရများပေးအပ်ခဲ့ပါတယ်။ အိနောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ဦးစည်းချုပ်ကာကွယ်ဦးစည်းချုပ်ကြီးဟာဆေးရုံမှာတာဝန်ထမ်းဆောင်လျက်ရှိတဲ့ကျန်းမာရေးဝန်ထမ်းများအတွက်လက်ဆောင်ပစ္စည်းများနဲ့ချင်းမြင့်ငွေများကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်းသိရပါရရှင်။